ပရိသတ်များအလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ KBK News Channel ကနေပရိသတ်များအလုံးကို ပြန်လည်ပြောကြည့်ဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူခွန်ရေးသားထားတဲ့မောင်ရေကဲနဲ့ဇီဝင်ချွေမြေတိုက်မွေဆွဲဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။နေလုံးနေနေကြီးကရေကန်ထဲထိုးစင်းတိမ်မြုပ်သွားသလိုရှိနေတယ်။ညနေစည်းစာချိန်ကတော့အယုတ်ဆိုးအကြီးတန်နေရဲ့အမျိုးသမီးတယောက်ကိုပင်လှပစေနိုင်တယ် ဝင်လူစဲစဲနေဝန်းနေနေကြီးရဲ့နေဆွေဆွေအရာကြောင့်ရေပြင်းအပင်နေမြန်းသွားတရားဒါပေမဲ့ကန့်ကြီးရဲ့နဘေးမှာတော့ရေလာအခတ်သူ ရေချိုးဆင်းသူနဲ့စစ်ကားနေစဲပင်ဟာဟိုမှာဆ iam မလေးပါလားကွာတထုံမင်းဆ iam မလေးကိုမြေတားတက်ဝင်နေရဲဆိုကွာဒီအချိန်အခွင့်ရေးပဲဟာလလို့မခံတဲ့အောင်ဟာမလုပ်ပါနဲ့ဗျာကျွန်တော်ဆ iam မလေးကိုမြေတားရှိပေမဲ့ဆ iam မလေးကပညာတတ်ကွာငါလိုကကြီးခခွေးတာဖြောင်းအောင်မစိုးတက်တဲ့ကောင်ရဲ့မြေတားကိုဘယ်လက်ခံနိုင်မလဲဗျာမင်းကလည်းဒုံဝေးနေပြန်ပြီကွာ ဟိုကပညာတတ် မလို့မင်းကိုပြောနေရပေါ့ပညာတတ်တော့ရိုးစင်တောင်ခွဲကြပြီးဆက်ဆံနေမှာမဟုတ်ဘူးငါပြောတာမဟုတ်ဘူးလားအောင်ဟင်းတိတ်ဟုတ်တာပေါ့ဗျာဟိအောင်တတ်ထွန်းမင်းလန်နေဟိုမြောက်ရာကာစော့ထက်လက်ဦးသွားလိုက်မယ်နော်ဒီကောင်လေးဆရာမလေးကိုမေတ္တာရှိနေလို့ငါတရင်ကြားရဲကွတငယ်ချင်းနှစ်ယောက်ရဲ့စကားကြောင့်တတ်ထွန်းတယောက်တွေ့ဝေးနေဆရာမလေးကိုအေကံပဲမေတ္တာရှိပေမဲ့သူ့ဘဝနဲ့ဆရာမလေးရဲ့ဘဝကမိုးနဲ့မြေလိုပဲနောက်ဆုံးမှာခေါင်းကိုတွင်တွင်ရန်လိုက်ကတော်ပါပြီကွာ ဆီယမာလေးရဲ့တာယာနေရဲ့ပုံအားလေးကိုမုံတိုင်းမထမ်းစေချင်တော့အောင်ငါအဝေးရနေပဲဆီယမာလေးရဲ့အပြုံငေးကြည့်နေရမယ်ကွာတထွန်းရမင်းရတက်တိရှိမယ်လို့လို့နဲ့ရရတွန်းဆုပ်နေတက်တဲ့ကောင်းပဲကွာငါတို့ကတော့အကြံပေးတင်တာပေးပြီးပြီကျန်တာမင်းသဘောပဲမင်းတို့နှစ်ယောက်ကိုလည်းငါကျေးဇူးတင်ပါရဲ့ကွာသူ့ဘဝလေးနဲ့သူရှိပါစေတော့တငယ်ချင်းနှစ်ယောက်လည်းပြောမရတဲ့အဆုံးရေစီတိုက်ကလက်ကိုရွာဘက်ကိုလှည့်လိုက်ကြရတယ်ကံရဲ့ရေချိုးစိတ်မှာတော့ရွာသူလှပြိုဖြိုးနေတဲ့အတူဆီယမာလေးတယောက်ရေချိုးနေလေ သူမရဲ့နာမည်ကနှင်းရုပ်ဖြူပညာရေးကောလိပ်သင်တန်းဆင်းပြီးဒီရွာကိုပထမဆုံးအကြိမ်တာဝန်ကျလာခြင်းပဲမိဘနဲ့ခွဲခွာရပါမယ်ဖော်ရွေတဲ့ရာသူရာသားရဲ့ကြောင့်သူမပြောမိရဲ့အခုဆိုဒီရွာကလေးကိုသူမတာဝန်ကျခဲ့ဒီမှာ၃နှစ်၃မိုးပင်ရှိနေပြီမို့ရာသူရာသားရဲ့နေပင်ခင်မင်ရင်နေနေလိမ့်ပြီဒီနေ့ကတော့တနင်္လာနေ့ကျောင်းဖွင့်ရဖြစ်တာကြောင့်အစောထကချက်ပြုတ်ပြင်ဆင်ရတယ်ကျောင်းဟောစောစီးစွာရောက်မှသာကလေးတွေကိုတာဝန်ခွဲပေးနိုင်မယ် ရွာကျောင်းကလေးဖြစ်ပေမဲ့မူလကျောင်းဖြစ်တာကြောင့်ကျောင်းသူကျောင်းသားများတယ်။ဆရာဆရာမတွေကသူမအပါလေးယောက်သားရှိရယ်။ပြင်ဆင်ပေးရတဲ့ကျန်းကလေးဆွဲကကျောင်းရှိရာကိုဦးတည်လိုက်တယ်။သူမနေထိုင်တဲ့နေရာနဲ့စတဲ့ကျောင်းကနိုင်ဝက်ကျောင်းရှောက်ရသေးရယ်။မင်္ဂလာပါဆရာမ။ကျောင်းရောက်ဖို့တာစိတ်ဆောနေရကြောင်းအနောက်ကပါလာရဲ့လူကိုပင်သတိမထားမိ။အတန်ကြာလို့လှည့်ကြည့်လိုက်မှရွာရဲကလာသားတယောက်မှန်တည်လိုက်တာကြောင့်မင်္ဂလာပါရှင့်အကိုဆရာမကျောင်းတော်တော့မှလားဗျ။အစိုးရရှိသေးရယ်။ ဟုတ်တယ်ကိုရဲ့ဒီနေ့တနင်္လာနေ့ဆိုတော့ကြောင်တွင်းတန်ရှည်လောက်ရမှာဘာညာနေ့ဆိုတော့ကြောင်အစောရောက်မှာဖြစ်မှာလေဒါနဲ့အကိုရောဘယ်သွားမလို့လဲကျွန်တော်ရွာတာမိုင်းကဘာကြီးအိမ်ကိုသွားမလို့ဗျ။အော်ဒါဆိုဖြိုးနဲ့လမ်းတင်နေရပဲအတူသွားကြရပေါ့ဟုတ်ဆရာမလေးဆရာမလေးနဲ့တက်ထုံတို့နဲ့ရောက်ဘေကျင်ရှင်သွားနေကြကိုရွာရဲ့ရှိငမူးတောင်းကလှန်တွေးလိုက်တယ်။အမေဒီကောင်တက်ထုံကအနုလက်နဲ့ရွှေခွက်နိုင်ချင်နေရဦးမတက်မရောက်ကွာငမူးတောင်းကမကြည်မချမ်းရေရွပြီးရွာဘက်ကိုပြန်လှည့်သွားတယ် ကိုညိုမြရဲ့ထန်တော့မှာတော့တောက်စားသွေးနဲ့ပြည့်နှံ့နေရဲ့သူ့ဆိုင်မှာထန်းရည်သားမကချက်အရက်ဖြူနဲ့ခေါင်ရည်ပါရတယ်အမီကတော့ကိုညိုမြရဲ့ဇနီးကတိုင်ကန်လှုပ်ပြရကြောင်းဖွဖွရရရှိရဲ့ကိုကြီးညိုမြဒီဝါကိုထန်းရည်တမျိုးနဲ့ချက်အရက်ပြင်းပြင်းနှလုံးချပြအမီကစိတ်သားကြောက်ကြော်ချပြီးအေးအေးရမယ်ဗျခဏဆောင်ဖျောက်ညိုမြဒီဘက်ဝိုင်းကိုလည်းချက်အရက်သုံးလုံးချပြကိုညိုမြကအရက်ချလိုက်အမိချလိုက်နဲ့ထိုင်ရရလို့ပြင်မရှိတောင်းမင်းပြောအမှန်ပဲလားကွာ ဆ ्याम မလေးနဲ့ဟိုကောင်တက်ထွန်းဘေးချင်းရှင်ပြီးလမ်းတူလျှောက်တဲ့အဆက်နောက်ရောက်နေပြီလားရောက်ပါတော့ကအာစရိရဲ့ဟိုကောင်ဆ ्याम မလေးရဲ့ချင်းနှောင်းလေးကိုတောင်ကုဆွဲပေးတဲ့ဗျဒါလည်းဆ ्याम မလေးကအတော်သဘောကျပုံရတယ်ညနာပြုံဖြီလို့ဗျတက်ထွန်းတက်ထွန်းမင်းကအသက်မရှိကျင်တော့လို့ငါကြိုက်တဲ့ဆ ्याम မလေးကိုလူယူရဲရထဲနေစောထက်ကကြားလိုက်ရတဲ့စကားကြောင့်ဒေါ်ပွားကအရက်စပွဲဝိုင်းကိုဒုံငနေထူးချလိုက်ရအမီးပကံရောအရက်ပလင်းမှာမြေပေါ်ကိုပြန်ကျဲသွားကုန်တယ် ဒီချိန်ကိုညိုမြကြရစပွဲအနာရောက်လာပြီအตาလောက်ပါဆရာတို့ရဲ့ကျုပ်ရဲ့ပစ္စည်းတွေတော့မဖြက်စီးဖြစ်ပါနဲ့။ဘာလဲကိုမြကြီးမင်းပစ္စည်းရဲ့တန်ဖိုးကဘယ်လောက်ရှိလို့လဲ။ကဲရော့ကွာအာယုံနောက်တယ်။သွားတော့မဟုတ်ရင်နောက်ထပ်ထိုးမယ်ဟာမင်းဖြက်သွားမယ်။စောထက်ကငွေတချို့ကိုဇွဲပေါ်ပြပေးလိုက်ရညိုမြတယ်။အဲ့ငွေကိုယူပြီးတဲတဲဝင်သွားတယ်။တောင်နာရှိစပွဲဝိုင်းကလူတယောက်ကတော့ချက်ရက်ဖြူပြင်းပြင်းကိုရေမရောပဲပလင်းလိုက်မောတောက်နေရတယ်။ နေရာဒီကြောင်းပည့်ရက်တစ်ခုမှာတက်ထွန်ကနွားကြောင်းရင်ပလူလေးကိုမှုတ်ကဆီယမာလေးကိုလွမ်းဆွတ်နေမိရဲ့ဟေ့အောင်တက်ထွန်မြို့နွားကြောင်းခိုင်းတော့မြို့ဒီမှာလာထိုင်ပြီးတာယာနေရဲ့ပေါ့ဟုတ်လားဟိုမှာကြည့်စမ်းမြင်းနွားတွေကငါ့ခြံထဲရောက်ကုန်ပြီကွာဟာဗျာဥကြရလေနွေးခေါင်ခေါင်မှာအခင်းနဲ့ပါပင်ရှိရမှတ်လို့ဗျာဘာမှပျက်စီးစရာမှမရှိပဲရှိရှိမရှိရှိကွာမြင်းနွားရဲ့ငါ့ခြံထဲကနေမောင်းထုတ်နွားကိုလူစကားပြောနေလေဘယ်နားလည်မလဲဥကြရနွားကိုဟောဒီလိုပြောရတယ်ဗျဟဲ့ကောင်လေးဒီနွားကိုဝိုင်းတမကြစမ်းကွာ ဖြစ်စီရမယ်အာစိဟာဟဲ့အောင်နေမင်းတို့လက်လော်မယ်နော်။အိုကြီးတရားဝန်တားလိုက်ပေမဲ့အချိန်မမီလိုက်။ဘယ်တော့ကရောက်လာမှန်းမသိရဲ့စောထက်နဲ့အပေါင်းပါရီကသူ့ဝမ်းသမားကြလျာတထွန်းတယောက်ပြန်လို့ပဲမထနိုင်တော့ကြေး။မှတ်ပြီလားဟဲ့အောင်။ငါချစ်တဲ့ဆရာမလေးကိုမင်းလိုက်နောက်ရှက်နေရ။ဆရာမလေးကိုတော့မရအောင်ငါလက်သေးစာပဲရမယ်။ကြားလား။နောက်မင်းဆရာမလေးကိုလိုက်နောက်ရှက်နေလို့ထက်ကြရင်မင်းကိုတတ်မှာ။ဟဲ့အောင်နေသွားမယ်။တထွန်းတယောက်အဲ့လူတဆွေရဲ့ပြောစကားတွေကိုမကြတဲ့ချက်ကြားတဲ့ချက်ဖြက်က အမြင်အာရုံတွေဝေဝါလာပြီးနောက်ဆုံးမှအမောင်တူတဲကိုလုံအောင်ရောက်သွားတယ်။ဟာဟေးရထဆန်းထထဟာအသက်မရှိတော့ဘူးတည်သွားပြီလားမသိဘူး။ဦးထွန်ကြီးတယောက်မြေပေါ်မှာသွေးအလင်းလေးနဲ့လဲကျနေတဲ့တက်ထွေးရဲ့နှောင်းဝါကို လက်ဆန်းကြည့်အောင်ဝင်သက်ထွက်သက်မရှိတော့အောင်ကိုတည်လိုက်ရတယ်။မဖြစ်ဘူးဒီကောင်တည်သွားရင်ငောက်အမှုပတ်မှာဦးထွန်ကြီးကအမှုပတ်မှာဆိုတာကြောင့်အဲ့နေရာနဲ့ဝေးတဲ့အရက်ကိုထွက်ပြေးသွားတယ်။နားရဲတိုးဝင်လာတဲ့ငှက်ကလေးရဲ့အတန်းလေးကြောင့်တက်ထွန်ပြန်တရားလာတယ်။အာ လဲနေရကဖြင်းချင်းစွာထရင်ဖူးရောင်နေတဲ့ညာဘက်ပောက်ကိုလက်နဲ့အသာဆန်းကဆုပ်တက်တယ်။ဒီကောင်နေငါးနဲ့ဆရာမလေးကိုအထင်လွဲနေပုံရတယ်။ငါ့ရဲ့အဖြစ်ကလည်းမခိုးရပဲတခိုးလို့ရိုးစုတ်ခံနေရတဲ့အပြစ်သားနဲ့အောင်တူနေပြီ။ညီပေါ်ပြန်ကျဲနေတဲ့လွယ်အိတ်နဲ့ဝါပလွေကိုကောက်ယူပြီးခနာကိုပေါ်မှာပြေးချန်နေတဲ့ဖုံမုံတွေကိုခါထုတ်လိုက်တယ်။အတော်နောက်ကျနေပြီ။ငှက်ကလေးတောင်အစ်တန်းတက်နေကြပြီ။အဖေတော်ငါ့ကိုစိတ်ပူနေတော့မှအဲ့လိုတွေးပြီးနှွားတွေကိုတိန်ကရွာတွေကိုဝင်လာခဲ့တယ်။ ရွာစီယိုတစ်ပင်ကြီးရဲ့အနောက်မှာတော့လူတယောက်ကတက်ထွန်ပြန်ရောက်လာကိုတွေ့လိုက်တာကြောင့်ဒီကောင်တော်တော်အသက်ပြင်းတာပဲမှတ်ချက်ချလိုက်တယ်။ရာသီအလေးလေးကူပြောင်းသွားပြီးရာသီစဝန်ကြီးရလည်းအဖမ်းမှန်လဲပတ်လေရာကျောင်းမြန်ဖွင့်တဲ့မိုးရသီကိုပင်ပြန်လဲရောက်ရှိလာခဲ့ကြပြီးသူတိတ်ချရတဲ့ဆ iam မလေးနဲ့လည်းပြန်တွေ့နေရပြီ။ဒါပေမဲ့သူ့ရဲ့မျက်တာကိုဆ iam မလေးညင်းမှဆိုအကြောင်းတငယ်ချင်းဘဝနဲ့သာဆက်ပြီးချက်သွားဖို့ဆုံးဖြတ်လိုက်တယ်။မိုးရသည်ကတောင်သူလယ်သမားတို့ရဲ့စိုက်ပျိုးရေးရာသီဖြစ်တာကြောင့် လူတိုင်းမှာအမလတ်နိုင်ကြကြည်နွေရာသီမှာပတ်ကြအပ်ခဲ့တဲ့လဲခွင့်ကြီးကတော့အခုတော့ရေဖိုးဖိုးလို့နဲ့ပြန်လဲအသက်ဝင်လာကြပြီငါတာမင်းမနဲ့ပြန်ကြရင်တို့လဲကွက်ကိုအပီသွားထွန်ကြည်သူများအကွက်ဆိုစပားရီတောင်စိုက်နေရောပေါ့မလောပါနဲ့အဖေရတားလုံးမှာပါပြီးခဲ့နှစ်တရားလဲတတော်နောက်ကြမှာစိုက်တာပဲမလားဒါတော့ဒါပေါ့ကွာတို့လဲထွန်ပြီးတော့နွားညင်အောင်သူများလဲအငှားလိုက်ရင်အပေါငွေလေးရမလားလို့ပါဦးလေးပြောအမှန်နဲ့တထွန်ရေးခိုးပဲငါ့ငါအဲ့ကိစ္စပြောဖို့လွှတ်လိုက်တာဟဲ့ ဟာတငယ်ချင်းလာလေမင်းမလည်းငါ့ရင်ပဲမှတ်လိုက်ရကြတော့နေမြမကောင်းလားလို့တာဖာနှစ်ယောက်စကားကောင်းနေကြစဉ်ဝိုင်းဝါကိုရောက်လာသူကငယ်ပေါင်းဖြစ်တဲ့ဖိုးလနေကောင်းပါရဲ့ဗျာခုရသည်ကစိုက်ပျိုးရေးရသည်ဆိုတော့မင်းတည့်ရအတိုင်းပဲလေတငယ်ချင်းရာဒါကြောင့်မို့မင်းစီမလာအားရပါအေးပါကွာတနေ့ဟိုကောင်းအောင်ဟင်းတရသူ့အမျိုးစီသွားတာပြန်မလာသေးဘူးထင်တယ်အေးဟာဒီကောင်းကြီးဟိုမှာပျော်နေတော့ပြီဒါနဲ့မင်းနဲ့ဆရာမလေးအချင်းနေရောဘယ်ဆင်းရောက်ပြီလဲကွာဒီတိုင်းတငယ်ချင်းပါပဲကွာ ဆာမလေးကဒီတိုင်းငေးကြည့်ခွင့်ရနေတယ်ကျေနပ်ပါပြီအေးပါကွာဖိုလာအဲ့လိုသားပြန်ပြောပြီးအဝေးတနေရာကိုငေးမြော်ကြည့်နေတယ်တငယ်ချင်းနှစ်ယောက်နိုင်ဝက်အကြထွေရတော်ပါပြောဆိုရင်ဖိုလာကမိခင်ခိုင်းထားတာရှိသေးရဲ့လို့ဆိုကတထွန်းနှုတ်ဆက်ပြီးပြန်သွားတယ်နေရဖြူတယောက်အဆောင်မပါတဲ့ကလေးငယ်တယောက်ရဲ့ပခုံးဖက်ရင်စတင်ကြောင်းဘက်ကိုရွာဝင်လမ်းအတိုင်းဝင်လာတယ်အဲ့ချိန်လူလေးယောက်ကဆာမရဲ့ရှေ့မှာပြက်ရက်ကဆာမလေးကြောင်စင်ပြီလားဗျ အာလေးရှာလေးအတန်းနဲ့အတူရမကာနတ်မှာရလိုက်တာကြောင့်ငမိုးမှန်းတိလိုက်တယ်။သူမလည်းငမိုးတွေဆိုရင်တိမရတတ်တာကြောင့်ရှင်မမြင်ဘူးလား။ကျမရှေ့ကနေဖဲဆန်း။ဒီမှာကျမကလေးမိုးမိနေပြီ။ဟာဗျာဆ iam မလေးကလည်းဒါလေးမေးတော့ဒေါသထွက်ရရဲ့လို့ဆ iam မလေးကကလေးမိုးမိတာကိုပဲမြင်တယ်။ဟော်ဒီကျုပ်ရဲ့ရှင်ဘတ်ထက်ဆ iam မလေးကိုချစ်တယ်ချစ်တယ်ကြမမြင်ဘူးဗျာ။အမှုသမားကသူ့ရဲ့ရှင်ဘတ်ကြီးကိုတဘုံဘုံပုတ်ပြပြီးပြောနေတယ်။အဲ့မြင်ကွင်းကြောင့်ဆ iam မလေးမှာပိုလို့ဒေါသထွက်သွားပြီ။ ျမမရှင်တို့နဲ့ပြောဖို့အချိန်မရှိဘူး။ကျမရှိရနေဖဲပါ။နေပေါင်းဆရာမလေးရဲ့ကိုပြောတာခဏလောက်နားထောင်ပြပါဦး။ငမူကဆရာမလေးရဲ့လက်ကိုပိုင်ဆိုးပိုင်နေဆွဲယူလိုက်ရာဆရာမကင်ထားတဲ့ထီမှာအနောက်ကိုပြုတ်ကျသွားတယ်။ရှင်မမရိုင်းနေနော်။ဒီမှာခလေးကိုမိုးဆိုးသွားပြီ။ရှင်ဖယ်မလားမဖယ်ဘူးလား။ပြော။မဖယ်ဘူးကွာ။မဖယ်ချင်အောင်။ဆရာမလေးရဲ့လက်ဖွားနုနုကငမူရဲ့ပါပြက်မော်ကိုကြားလာတယ်။နောက်တစ်ချက်ထပ်ရိုက်ဖို့အလို့ငမူကဆ iam မရဲ့လက်ကိုဖန်ဆွဲထားလိုက်ရာလှုပ်ဆန်းကျမလက်ကိုလှုပ် လမ်းမကြီးထဲမှာမင်းလေးတယောက်ကိုဆွဲလာရန်လာလို့တာမြင်မကောင်းကိုလူတို့အတန်နဲ့တူရောက်လာသူဟာတက်ထွန်းထပ်ပြီးမင်းမဲလာဟဲ့အောင်အရင်တစ်ခေါက်ကတင်ငယ်စောခံရတာမင်းမမတ်သေးဘူးလားဟဲ့အောင်လေဒီကောင်ပညာပေးလိုက်စမ်းအဲ့ဒီမှာလေလေးယောက်တယောက်မို့တက်ထွန်းခံရပြန်နေဆရာမလေးကတက်ထွန်းကိုတွဲခေါ်ပြီးအင်ပြန်ပို့ပြီးဒါဝင်စောထက်ကမကျေနပ်နိုင်ခွေးကောင်တက်ထွန်းတနေ့မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်အဲ့လိုမကျေမနပ်ရွတ်ဆိုပြီးအပေါင်းပါရင်တည်းတူပြန်လှက်ထွက်သွားတယ် ာမင်းကြီးရဝဲပါလျက်လာရင်ဖွဲကလောကကြီးကိုအလင်းပေးနေအညာကတိတ်ဆိတ်လျက်မကောင်းမှုကိုအားပေးနေတဲ့ယောင်မိတုံမိတုံလေးနေရဲ့မိရောက်အောင်မှာအသက်40အရွယ်လူလက်ပိုင်းတယောက်နဲ့အသက်16နှစ်ရဲ့လူငယ်တယောက်ကခေါင်းချင်းဆိုင်ပြီးကိစ္စတစ်ခုကိုတီးတိုးတိုင်ပြနေကြတယ်ဒီကောင်လက်တယ်မပေါင်းတက်ပြင်းဆ iam မလေးနဲ့ကျွန်တော်ကိုနီးစောင်လှုပ်ပေးပြဆ iam မလေးကိုတခြားလူနဲ့ရှိနေရမမြင်ကျွန်တော်စိတ်ချစမ်းမှာတည်ရဲဆိုတာဘာလဲဆိုတာဒီကောင်မသိအောင်လှုပ်ပေးမယ် အကူပါဗျာကျွန်တော်ဒီလိုလာတာဘယ်သူမှမသိစေနဲ့နော်ဒါအလုတ်အတွက်ဆေးရန်အလုတ်ပြီးရင်ကျန်တာထပ်ပေးမယ်အေးပါစိတ်ချလက်ချတာနေဒရင်သာနားဆွင့်ထားနှုတ်နှစ်ဖက်အလုတ်ကိစ္စအဆင်ပြေသွားနဲ့လူငယ်အုပ်ထုပ်ကိုခန်းခန်းခိုင်ဆောင်ပြီးအမောင်တူတဲကိုတိုးဝင်ပြောက်ွယ်သွားတယ်မနက်စာစားတော့ပြရနဲ့တက်ထွန်တယောက်လက်ထဲဆင်းဖို့အတွက်ပြင်ဆင်နေရယ်အားလုံးပြရနဲ့လက်ထွန်နွားကိုဆွဲကလက်ထဲဆင်းသွားတယ်လက်ထဲရောက်တာနဲ့တချင်းတန်တအေးနဲ့တက်ထွန်တယောက်လက်ထွန်နေစဉ်ရာဘက်ခြေကုန်းမှာပုံကနေခန်းစားလိုက်ရတယ် ဘာလဲဟာငါခြေကုံဘာချက်မိသွားပြီလဲမသိဘူးလက်ထော်နေရကိုခဏရက်ပြီးခြေခွန်ကိုငုတ်ကြည့်လိုက်ရာသွေးနှင်းငယ်စို့နေအောင်တွေ့လိုက်ရတယ်ဟာငါငါ့ကိုပုတ်ထိသွားတဲ့နေတက်ထွန်တယောက်မိမိခြေကုံကသွေးစို့နေရဲ့အပေါက်သုံးပေါက်ကိုတွေ့လိုက်တာနဲ့အတွေ့အကြုံရပုတ်ထိမှန်တည်သွားကြောင်းလေဆောင်တဲရှိရာကိုအမြန်ပြေးသွားတယ်ရောက်တာနဲ့တောက်ရည်ဘူအဖုံဖွင့်ကပုတ်ထိခံရတဲ့နေရာကိုရေနဲ့ဆေးချလိုက်တယ်အစိမ့်မပြန့်စီဘူးပစိုးအောက်ဆောက်အဖြစ်ကခြေတလုံးကိုကြက်ကြက်ဆေးထားလိုက်တယ်လက်တလုံးမှာပုတ်ထိုးနေပေမဲ့ ကျေးလက်ကျမ်းမာရေးမှုပို့ချထားတဲ့ရှေးဦးသူနာပြုစုနည်းကိုတတိတရားနဲ့အဲ့လိုလှုပ်ထားခြင်းပဲမဖြစ်ဘူးငါအင်းကိုအမြန်ပြန်ရောက်မှဖြစ်မယ်အဲ့လိုတွေ့ပြီးတရားနေထွက်ကကတင်ရိုတိုင်းလျှောက်လာတယ်အဲ့ချိန်မိမိရဲ့ကောင်းမရေခနေရေခနေဖြစ်လာပြီးအမြင်အာယုံတွေဝေဝါးလာတယ်နောက်ဆုံးမှကတင်ရုံပေါ်ပုံရက်လဲကျသွားတယ်လယ်နီနာရှိလူနှစ်ယောက်လည်းတထွန်လဲကျကိုမြင်တော့အပြေးလာချပြီးတထွန်တထွန်ဖျားမေဘာဖြစ်တာရောကွာတထွန်မှဘာမှပြန်ပြောနိုင်တော့ကြီးဟာဖျား တတိထောင်းကမင်းဘာဖြစ်လာလဲအဲ့ချိန်တယောက်ကတထွဲခြေောက်ကိုပစိုးစားနဲ့ဆင်းအောင်ထားကိုမြင်တော့တကောင်ပိုးထိပ်ပြီနဲ့တူရဲကမဖြစ်ဘူးအစိမ့်မပြတ်ခင်ရွာပြန်ရောက်မှဖြစ်မယ်အဲ့လိုနှစ်ယောက်လည်းတက်ထွန်းကိုစိတ်ပူသွားပြီးခေါင်းတစ်ဖက်ချစ်တစ်ဖက်မယူကရွာဘက်ကိုအပြေးလာကြလေ။တက်ထွန်းပိုးထိသွားလို့ဟဲ့လောက်ပါအောင်ကျိလက်ဆေးဘေးကောင်တောက်ဖို့ရအောင်။အဲ့တန်ကြောင့်လမ်းပေါ်လူတွေပြေးထွက်လာကြပြီးဘယ်တော့ထိသွားရလဲ။အစိတ်တော်ပြက်နေပြီးသူ့ကိုကြိုက်တဲ့မွေကဘာမွေအမျိုးစားလဲ။အစိတ်ဆုတ်ထွားရမယ်။အစိတ်ဆုတ်ထွားရမယ်။ ဟာတိတ်ကြဆန်းလူနာသေးတော့မယ်မင်းတို့ကတရားတော့ပြောလို့မပြီးသေးဘူးသူ့ကိုကုမပြီးကြေးလက်ဆေးပေးကောင်ပို့ရအောင်အေးအေးအဲ့ဟာအကောင်းဆုံးပဲမကြဟိတတုတ်တုတ်ပြပြနဲ့လူတစုလည်းတထွန်ဝိုင်းမကကြေးလက်ဆေးကောင်ပို့ကြတယ်ဆေးကံရောက်တာနဲ့ဆေးမှုတဲ့ငွေစိတ်ဖြည့်စီတလုံးထိုးပေးထားပေမဲ့ငွေစိတ်မှကြမနာပဲလူနာမှတကောလုံးပြန့်နှံ့လာတယ်လူနာမျိုးစိတ်ုံအမြန်ပို့မယ်လို့မဟုတ်ရင်လူနာအသက်ဆုံးရှုံးသွားလိမ့်မယ်ဗျဟာဒါဆိုဆေးမှုပါလိုက်ခဲ့ပေးပါလမတကူဖြစ်ရင်တို့တို့ဘာမှမလုပ်တတ်ဘူးဗျ အေးအေးကျုပ်လည်းလိုက်ခဲ့မယ်ကျွန်내လူကလူနာကိုကြိုက်တဲ့မျိုးကိုတွေ့အောင်ရှာခဲ့ကြရွာသားကြီးလည်းပစိုးတခွင်ကိုပကတ်လောက်ကတထုံမျိုးဆွေရင်ကိုပို့ဖို့လုပ်ကြတယ်စေမှုတဲ့လူရက်တဲ့စေဝါအစုံကိုထည့်ယူကလိုက်လာခဲ့တယ်တထုံကတော့တတိယတစ်ချက်မရတစ်ချက်ဖြစ်ကရောင်ရမ်းနေရှာတယ်မောင်ရေကဲတို့ဆရာတပည့်နှစ်ယောက်တည်းကျုပ်ကိုရေးစည်းတန်တဲ့ချောင်းတဲကိုမျောပြရနဲ့ကမ်းပေါ်ပြန်တက်လာခဲ့တယ်ချောင်းကတော့အတော်ကျက်ပြတ်ပြီးရွာနှွေရောင်ကိုခြားထားသလိုပင်ထင်ရတယ်။ရေစီးတန်တာကြောင့်တရားနဲ့တရားကိုဖို့တမန်ငယ်တွေရှိရဲ့ ေနားမှာခဏနားကြမလားဆရာ နေအရန်ပူသေးတော့ခီးဆက်လို့မကောင်းအေးထင်ပေါ်ခဏနားကြပေါ့ချောင်းဆက်ရှိတစ်ပင်အောင်မှာဆရာတပည့်နှစ်ယောက်အေးလူလူအနားယူနေစဉ်လူတစုဟာချောင်းဆက်ကိုရောက်လာကြတယ်ဟေးဟေးကျွတ်တို့အေးကြုံတို့ဟိုဘက်ကောင်လိုက်ပို့ပေးစမ်းမပို့ပေးပါမယ်အဲ့လူစုတွေကတယောက်ကမောင်ရဲကဲစီလာပြီးတမန်လာငားလေးအဲ့ခါထင်ပေါ်ကကျွတ်တို့ကတမန်တမန်မဟုတ်ဘူးဗျခီးသွားရပါဒီမှာအေးရလို့ခေတ္တအနားယူနေကြပါဟာအဲ့အမှာတကယ်ခက်ပြီး အဲ့လူဟာစိတ်ပြက်လက်ပြက်ဖြစ်သွားဟန်းနဲ့သူ့လူစုရှိအကိုဆင်းသွားတယ်။တချို့ကချောင်းရဟိုဘက်ကံကိုလှမ်းမြော်ရင်တံပံကိုမျောကြည့်နေအိမ်။ဒီလူရဲ့ဒုက္ခရောက်လာပုံရတယ်ထင်ပေါ့။သွားပြီးကြည့်ရအောင်။ကိုညင်နိုင်ကိုညင်ကြရပေါ့။ဟုတ်စရာ။ဆရာတပည့်နှစ်ယောက်ချောင်းဆက်ရှိလူစုစီကိုဆင်းသွားတယ်။ဒီအမိတ်စီတို့ဘာဖြစ်ကြရလဲဗျ။ကျွတ်တို့တရားတရားပို့ထီထားလို့မြို့စေးုံပို့မလို့ပါ။အဲ့ဒါတံပံနေရဒီနေ့ရှိ ਉ မရှိတာဗျ။ဒီပုံအတိုင်းဆိုတို့လူကိုလက်လျှော့ရအောင်မယ်ထင်ရဲ့ဗျာ။အဲ့လူဟာစိတ်ပြက်အာရုံဟန်နေဆိုလေ။ လူအုံနေရဲ့လူနာကိုကြည့်လိုက်ရလူနာမှာမွေစိတ်တက်တာကြောင့်ပြာနှမ်းနေပြီးခက်ခိုက်တုံနေအောင်တွေးလိုက်ရတယ်။ဟာမောင်ကြီးကလူနာကိုတခြားကြည့်လိုက်ရတာမန်မွေကြိုက်ထားတာမဟုတ်မှန်းတွေးလိုက်ရတယ်။အဲ့ခဏမှာချောင်းဆက်စီကိုလူဆယ်ယောက်ကထမှန်ရောက်လာပြန်တယ်။တလူကလေးဘလို့ဖြစ်ရလဲကွာတထွန်မင်းဘလို့ဖြစ်တာလဲကွာလူနာကိုကျွန်တော်ကြည့်ပြရစီကျွန်တော်တို့ကဆေးပညာလေမတောက်တစ်ခေါက်တက်ပါရယ်။မောင်ကြီးကလေလူအောင်ကြတိုးဝင်ပြီးပြောလိုက်ရလူစုမှာရှဲသွားချကုန်တယ်။ လူနာမှာအသက်ရှူတန်းသိမမှန်ကျန်တော့ပြီမျက်စိတငယ်အိမ်မှာလေအတော်ပင်ကျင်းနေကြပြီသူပိုတိခံရတဲ့အချိန်ကခမန်းကြီးဘယ်လောက်ရှိပြီလဲဗျကိုက်တဲ့အချိန်ကိုအတိအကျမသိပေမဲ့ကျူတိုသူ့ကိုတွေ့တဲ့အချိန်ကပြောရင်၃နာရီကျော်ပါပြီကျွန်တော်အုံးရီလိုချင်တယ်ဒီအနေနာမှာအလွယ်ရနိုင်မလားမရနိုင်တော့ဘူးဗျအဲ့ဒီအချိန်အုံးဒီအပြည့်တင်လာတဲ့တပံငယ်တစီကန့်ကိုကတ်လာတယ်ဟာဟိုတပံကအုံးဒီအတင်လာဗျအခန့်တင်လာပဲကျွန်တော်တလုံးတော့တောတောင်းဝင်လာခဲ့မယ်ခဏမှထိတ်ခွဲထားပြီးသားအုံးဒီတလုံးရောက်လာလေးရဲ့ မောင်ရီကလေးအိတ်အုံသေးကိုယူလိုက်ပြီးဂါရာတပုတ်ရွက်ကမှန်းလိုက်တယ်။မိတ်ဆွေဒီအုံယူကိုလူနာဝင်အောင်တိုက်ပေးပါ။ထင်ပေါ်မြောင်မွေစိတ်မကုံမချင်းထုတ်ပေး။ဟုတ်စီရ။မောင်ထင်ပေါ်လေမွေစိတ်ထုတ်ဖို့လူနာရဲ့ခြေထောက်ကိုကြည့်လိုက်ရ။အဆွေရသုံးပေါက်နေရာမှာမဲပုတ်နေပြီးဆေးပြပြတေးပုတ်တရကြနေရာကိုတွေ့လိုက်ရတယ်။မောင်ထင်ပေါ်မှာနဂါးပွားမှလာသူဖြစ်တာကြောင့်တာမန်မွေစိတ်ကိုအလွယ်တကူထုတ်နိုင်ပေမဲ့အခုမွေစိတ်ကတော်တော်နဲ့မကြနိုင်မှန်းသိလိုက်တယ်။ ထေကာဆာလို့အောက်ခြေခုံးအထိလဝါနဲ့တက်ချလိုက်လက်ခုံနဲ့အသာခုတ်လိုက်နဲ့မွေစိတ်ကိုထုတ်နေရဲ့ကြည့်နေလူတွေကမောင်ရဲကဲတို့လှုပ်သမျှကိုစိတ်ဝင်တစားကြည့်နေကြတယ်အတော်ကြာထုတ်ပြေးပြီးရဲ့နောက်ဒူနာရဲ့အသားရည်မှာမူလအတိုင်းတဖြည်းဖြည်းပြန်ဖြစ်လာတယ်မွေစိတ်ရာကအစိတ်တရားတော့အပြင်ကိုမြောင်များစွာထွက်လာကြတယ်မွေစိတ်တွေကုန်ဆင်ပြည့်ရဲ့အချိန်မှာဒူနာမှာတရေပြန်နေလာတယ်အဲ့ခါမောင်ရဲကဲကဒူနာမှာမွေစိတ်တော့မရှိတော့ဘူးထိုင်မဲ့သူ့ကိုတိုက်ထားတဲ့အတိုက်ကရှိနေသေးတာကိုကျွန်တော်တွေ့နေရတယ် ဒီတော့ကျွန်တော်ကိုဆက်လက်ကုသပေးဖို့ခွင့်ပြုပေးပါခွင့်ပြုပါဆရာရဲ့အဖိုးကဒီလိုနာရဲ့ဖခင်မှာတက်ထွန်းရဲ့ဖခင်ကကုသခွင့်ပေးလိုက်ရမောင်ရီခဲလေမိမိလုံနေကြအတိုင်းဟောဒီစနေသားရဲ့အသက်ကိုငါပိုင်းနေဟောဒီစနေသားကိုအတိုက်လှုပ်ထားတဲ့သူငါဆရာအရှိအမြန်လာခဲ့စမ်းအဲ့ဒီချိန်မိမောနေရဲ့လူနာတက်ထွန်းမှာလက်ခမောင်းထခတ်လေဟင်ဟာတက်ထွန်းကြည်နေရဲ့လူရဲ့မှာတက်ထွန်းရဲ့အပြုတ်မှုကြောင့်အော်သွားကြကုန်တယ်မောင်ရီကလေးတက်ထွန်းတိကျဆူဆိုက်ကြည့်လိုက်ပြီး မင်းမတူလေဘာအတွက်စနေသားကိုအတိုက်ဆင်ရတယ်ပညာလေးမတော်တခေါက်လောက်နဲ့ငါ့ကိုလာမဆန်းတဲ့ကိုလူကိုနဲ့မဆိုင်ဝင်မရှုံနဲ့ငါနဲ့မဆိုင်ပေမဲ့ငါရှေ့ရောက်လာရင်လူနာမှန်တဲ့မြောက်ကိုငါကဲတင်ပေးရမယ့်တာဝန်ရှိရဲ့ဒီတော့ငါမေးတာပဲဖြေပါမင်းမတူလေဘာအတွက်စနေသားကိုနှောက်ရှက်ရတယ်မဖြေဘူးကွာမင်းမပညာအရင်ထက်နေငါပါကောင်းလေဘသူလဲဆိုမင်းသိအောင်လုပ်လေမင်းကငါ့ကိုစင်ခေါ်လာရရလေပြီးမှငါ့ကိုအဆိုးမဆိုးနဲ့ကဲတင်ပေါ်ငါ့ကိုအချုံရင်တစ်ချက်ပေးစမ်း ထင်ပေါ်လေဆရာဖြစ်သူတောင်းတဲ့အင်းချက်ကိုလွယ်ထရထုတ်ပေးလိုက်တယ်။မောင်ကြီးကလည်းအဲ့အင်းချက်ကိုအသက်သွင်းလိုက်ပြီးစနေသားရဲ့ခေါင်းပေါ်ကိုကတ်ထားလိုက်တယ်။အာဖဲဆန်းအဲ့တော့ငါခေါင်းပေါ်ကနေဖဲဆန်းတထွန်းမှလူလွန့်ပြီးခေါင်းပေါ်ကအင်းချက်ကိုအတင်းခါချနေရဲ့။ဒါပေမဲ့မောင်ကြီးကအတင်းဖိကတ်ထားကြောင်းရုံးလို့မရတော့ပဲနောက်ဆုံးမှငြိမ်ချသွားတယ်။ဖြည့်ဆန်းမိမတူလေဘာအတွက်စနေသားကိုအတိုက်လုထားရလဲ။ငါငါကကွင်းမိုင်မှာတကောင်ကငါရှိရနေရမှာငါမကြိုက်တာလားလို့တိုက်လွတ်လိုက်တာပါ။ တိကြလားတိကြပါရဲ့မင်းလည်းဘာဖြစ်မလဲဆိုတာမင်းသိလားတိပါရဲ့အဲ့ဆိုဖြေဘာအတွက်တိုက်လွတ်လိုက်တာလဲငါငါ့ကိုခိုင်းလို့ပါငါမလုပ်ပြင်ငါ့ကိုမင်းမြပြီးတတလုံးခိုင်းစားမယ်ဆိုလို့ပါမြို့ခိုင်းတဲ့ကောင်ပြောလိုက်တတိရှင်ငါနဲ့ထိတိုက်လာတွေ့လို့ဘက်နယ်သူများအားကိုနဲ့အတိုက်လုတ်ခိုင်းရရလို့မင်းလည်းသူများခိုင်းနိုင်ကောင်းသည်ဆိုသည်မစင်စားပဲဝင်းနဲ့တိုက်လွတ်ရရပေါ့ဒီစနေသားသာငါနဲ့မဆုံးခဲ့ရင်မင်းတို့ပြူတိုင်းနှုတ်နေရအောင်မှာကွင်းမာယာဘာမှပြန်မဖြေပဲခေါင်းသာငုံထားတယ် ကဲမင်းလှုပ်ထားတဲ့ကုန်းပြန်ယူပါချီရလက်အမမကြန့်စေနဲ့အဲ့ဒီချိန်ချောင်းရည်ပြင်ကိုဖြတ်ပြီးတိုက်ခတ်လာရင်လေးချမ်းကြီးရမောင်ရည်ကဲမျက်နှာပြင်ကိုကလူကြီးဆဲသွားလိမ့်ရဲ့အဲ့လေချမ်းကြီးနဲ့အတူမကောင်းတဲ့အငွေတက်ပါခန်းစားလိုက်ရကြောင်းကွင်းပောင်ကိုစီခိုင်းတဲ့ပုံကိုရောက်လာတော့ကိုမောင်ရည်ကဲတိလိုက်တယ်ဘယ်နဲ့လဲဆရာလေးရဲ့ကျုပ်ကိစ္စရဲ့ဝင်နောက်ရှက်ရတာအရသာမှရှိရလားဗျငါတော့ခေါ်ကြမလို့ပဲရောက်လာပြီလို့ကျေးဇူးတင်ပါတယ်ကဲရောက်လာပြီဆိုတော့လေဘာအတွက်စနေသားကို နောက်ဆက်ရရလဲစွာပါဖြေလိုက်ပါအောင်မိမိတိုင်းငါဖြေအောင်မင်းကငါဆရာလားငါလည်းမင်းလိုရုံညက်တဲ့တပည့်မျိုးမမွေးပါဘူးမိဘစကားပြောရလဲမင်းစကားကိုပြန်ပြန်လိုက်ရင်ကောင်းမယ်မဟုတ်ရင်ဒီကောင်အသေးပဲမစ်လောက်ရရင်လုတ်ကြည့်လိုက်လေဟင်တော့မလုတ်နဲ့မထင်မှတ်လိုက်တဲ့အချိန်မှာတထုံကလူကြားတွေကထွက်ပြေးသွားပြီးခြောက်နေကိုခုံချဖို့လုပ်တယ်ရက်လိုက်စမ်းငါအမေမရပဲအဲ့နေရာကနေတဖွားမှမရွေ့နဲ့မောင်ကြီးကအဲ့လိုအမေပြန်လိုက်ရတထုံမှအဲ့နေရာကရွေ့လို့မရတော့ချင်း စနေတော့ထိခိုက်အောင်လုပ်ဖို့မကြမ်းနဲ့ထိုင်စမ်းရောက်တဲ့နေရာမှာပဲထိုင်ချလိုက်စမ်းတထုံးလေအဲ့နေရာမှာပဲထိုင်ချလိုက်တယ်အဲ့နာမောင်ရေးခဲလေလုံထုံးလုံးနေအတိုင်းလှုပ်လိုက်ရာနောက်ဆုံးမှဝန်ခံလာတယ်ငါ့ကိုလူတယောက်ကလှုပ်ခိုင်းလို့လုပ်ရတာပါငါ့ကိုငွေကြေးတွေပုံဩပေးပြီးသူချစ်တဲ့ကောင်မလေးနဲ့နေအောင်လှုပ်ခိုင်းလို့လုပ်ရတာပါအဲ့ဒါဆိုမင်းလှုပ်ထားပြီးပြန်ယူပေးရင်သွားလို့ရသွားတော့ကွေးမိုင်ကြီးကိုလည်းတစ်တခါငါခွန့်လွှတ်လိုက်မယ်အလိုရှိအောင်သွားပြီးတော့မောင်ရေကအဲ့လိုပြောလိုက်တာနဲ့ကွေးမိုင်ကြီးနဲ့ကြိုးကင်သူပုံကောမှာ ဝေဝါးပျောက်ကွယ်သွားကြတယ်။မွေစိတ်တီအလုံးပြပြောက်သွားတဲ့အပြင် ခိုင်းစီရဲ့လူဝါနိုင်နေပြီဖြစ်တာကြောင့်တထုံးမှလူကောင်းအတိုင်းပြန်ဖြစ်လာပြီးလူကိုကြောင်နောင်အောင်ကြည့်နေရဲ့လူကတော့တထုံးကိုတနာသွားကြပြီးတထုံးနဲ့ရန်ညိုးရန်စာရှိခဲ့တဲ့တပတ်ရွာကစောထက်ကိုဆဲဆိုကြေမောင်းကြကုန်တယ်။ဒီကောင်ဆီယမာလေးရဲ့အချစ်ကိုမရလို့ဒီလိုရုံညံ့တဲ့အနေနဲ့တိုက်ခိုင်းတာပေါ့။တိမဲဒီကောင်တော့ခွေးထမ်းလိုက်တဲ့အကောင်ကွာဒီကောင်နဲ့ကြုတ်တော့တွေ့ရတင်ဆိုင်ဒါမဆိုင်ပဲ။ တယောက်တစ်ပေါက်နဲ့တက်ထွန်နဲ့အချစ်ပြန်ပဲဖြစ်တဲ့အစောထက်ကိုကျင်းစဲနေကြတယ်။အဲ့ဒီခါမောင်ရီကကတော်ကြပါတော့ကို့ထင်နဲ့ရှောက်မလို့ကြပါနဲ့မိတ်ဆွေကိုထင်တဲ့လူမဟုတ်ဘူး။ဗျာအဲ့ကောင်စောထက်ကလည်းပြီးဘသူမှမဖြစ်နိုင်ဘူး။သူကတထွန်အရင်တော့ကလည်းဝိုင်းရိုက်သေးရဲ့။တလောကလည်းရန်ဖြစ်လို့သူ့အကြောင်းကောင်းကောင်းသိစေရမယ်ဆိုပြီးကျိန်းသွားသေးရဲ့။တကောင်မဟုတ်ရင်တခြားဘသူဖြစ်နိုင်တော့တယ်။လူကမောင်ရီကဲဝင်ရောက်ဖြန့်ဖြေးတဲ့အချိန်အငင်းပွားနေကြဆဲပင်အဲ့ချိန်တစ်ချိန်တုန်းမောင်ရီကဲလှုပ်တဲ့မြောက်ကိုစိတ်ဝင်တစားကြည့်နေတဲ့ကျမကြီးမို့က ။ဒီကမိတ်ဆွေတို့တခုလောက်မေးချင်လို့ပါ။ဆော့ဆော့အမွေစေးထုတ်တာရယ်။တာမန်မွေဟုတ်မဟုတ်ရယ်ကိုဘလို့လို့ခွဲခြားနိုင်တာလေ။ဒါကပြောရရင်မွေနဲ့ပတ်သက်တဲ့ပညာတခုပဲဗျ။နောက်နောက်အလိုရှိရင်သုံးလို့ရအောင်။ကျုပ်တည်းရဲ့မွေခွဲခြားနည်းကိုညှော်ဝေပေးမယ်ဗျ။ပထမဆုံးမွေခွဲနည်းကိုပြောပြမယ်။ဥတောင်းညိုပြလက်ရခဲတဲ့ဒီလင်္ကာအတိုင်းနေ့ကိုကောက်ရရင်တနင်္ဂနွေစနေအင်္ဂါကြတာပဲစရနေ့တွေရတယ်ဗျအဲ့ဒီနေ့မှာလက်ရဘတ်ချမ်းရဲ့နေရာတစ်ခုခုမှာမွေကြိုက်ခံရရင်တကယ်မွေအစ်စ်ပေါ့ အဲ့လိုမှမဟုတ်ပဲအဲ့နေ့တွေမှာလက်ဝဲဘက်ကိုကတ်ခံရရင်တော့မွေမှားလို့ခေါ်တဲ့တိုက်မွေကွင်းမွေတွေပေါ့ဗျာဟုတ်ပြီမိတ်ဆွေနောက်တနေ့အောင်ရောဗျနောက်တနေ့သားရွှေကဲလက်ဝဲခဲတဲ့အဲ့လက်ရရတောက်ကြပုတ်တဟူတနင်္လာနေ့မှာလက်ဝဲဘက်ကိုအကတ်ခံရရင်တကယ်မွေအစ်စ်လက်ရဘက်ကတ်ခံရရင်တော့တိုက်မွေကွင်းမွေတွေပေါ့ဗျနောက်ဆုံးတစ်ခွန်းကတော့ကိုကိုကိုက်တဲ့မွေရအဖိုလားအမလားဆိုတာသိစေရနေဗျစိတ်ဝင်စားကြပဲပြုတ်စူစမ်းမအောင်မိတ်ဆွေအောင်ဆန်မြတ်သူအဖိုယူတဲ့ လင်္ကာအယတနင်္ဂနွေအင်္ဂါကြာတာပရေတောက်ကြစာရင်နေ့မှာအကိုက်ခံရရင်ကိုက်တဲ့မွေရမွေဖိုးဗျမွေဖိုးကလူယောက်ကြောက်ကိုက်ရင်ကိုက်ခံရရင်သူတည်တဲ့ဗျကျန်တဲ့နေ့မှာကိုက်ခံရရင်တော့မွေမပဲဗျလူမိမောက်မွေမကိုက်ရင်တည်တယ်ဗျအတော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျဒီလိုလေးတည်ထားတော့ကျိုးတို့လိုတော်တော်တောင်တူရတဲ့လူတွေမွေအန်ဒီရဲ့ကြုံလာခဲ့ရင်ဖြည့်ရှင်နေရသွားပါပို့ပြီးမှတ်မိလွယ်အောင်လင်္ကာလေးနဲ့မှတ်ထားကြပါပို့ ဦးတောင်းညိုပြလက်ရခဲတာရွှေခဲလက်ဝဲခဲအောင်ဆံမြတ်သူအဖိုယူတဲ့တိတ်ရွရလွယ်တဲ့လင်ငါပဲဗျဒါနဲ့ဆော့ဆော့အလုနာကိုဘာလို့ရေမတိုက်ဖဲအုံးရေတိုက်ရလဲဗျဩဒါမွေကိုက်ခံရလို့ရှေးတိုက်ရင်မွေစေးပိုပြန့်စီရဲ့ဗျအဲအကြောင်းအုံးရီတိုက်တာဩအဲ့လိုမောင်ရီကင်းတဲ့လူတစုတို့စကားကောက်နေကခြောင်းနဲ့ခက်လန်းလန်းရှိတစ်ပင်အနောက်ကလူတယောက်ကလူစုရှိအားကိုမမိတ်မတုံးကြည့်လိုက်ပြီးတောင်းကြမှာမကျင်းတဲ့ဟန်မျက်နှာထားနဲ့အန်ကိုတင်းတင်းကြိတ်က ပြန်လေထွက်ခွာသွားကိုမောင်ရီကဲတွေ့လိုက်ရကြောင်းနှကန်ကွေယုံပြုံးမိတယ်။ကဲလူနာလည်းနေကောင်းသွားပြီအချိန်လည်းအတော်လင့်နေပြီဆိုတော့ကျို့တို့ခွင့်ပြုကြပါအောင်ဗျ။ဟာဟုတ်ပေသားပဲဗျ။ကျို့တို့လည်းတက်ထွန်ပြန်နေကောင်းသွားနဲ့ဝမ်းသာပြီးပဝင်းကျင်အောင်မေ့နေရ။ဒါနဲ့စစ်ကုကဘလို့ယူပါသလဲ။စေတနာနဲ့ကုညီပေးရပါဗျာ။ကျို့မမဟုတ်ဘူး။တခြားလူရေးဆိုရင်လည်းကုညီပေးကြမှာပဲဗျ။မောင်ရီကဲပြောတာကလည်းတဘာဝကြအကြောင်းလူတစုလည်း ဘာမှဆက်မပြောတော့ဘူးတက်ထွန်ကမောင်ရီကဲပက်လှည့်ပြီးအချင်းချင်းကတော့နေရှာတယ်ကိစ္စပြီးသွားပြီဖြစ်တာကြောင့်လူတစုကိုနှုတ်ဆက်ပြီးတံပန်ငယ်နဲ့ဆရာတပည့်နှစ်ယောက်တစ်ဖက်ကန်းကိုကူသွားလေအဲ့ခါထင်ပေါ်ကဆရာချောင်းရဲ့ဒီဘက်ကောင်ဘာလို့ပြန်လာလဲတက်ထွန်မွေနဲ့တိုက်သက်ခိုင်းတဲ့လူကသူ့ရံပန်းနဲ့မဟုတ်ဘူးဆိုတော့ဘာလို့လဲဗျဘာလို့ပြန်လာလဲဆိုတော့လုံးဆရာမရှိတော့လို့ပေါ့ကွာတက်ထွန်တိုက်ခိုင်းတဲ့လူကတော့သူ့ရဲ့ငယ်ပေါင်းပေါ်အချက်ဆုံးတငယ်ချင်းပဲထင်ပေါ်ဗျာ ကြံရရဲ့စကားကြောင့်ထင်ပေါ်မှာအမေရိကန်တန်နေပင်ထွက်လာမိရဲ့ထိုနည်း၎င်းပင် လောကမှာမိမိအယုံကြည်ရဆုံးသူဟာမိမိရဲ့နောက်ကျောဒါနဲ့ထိုးမဲ့လူဖြစ်နေရဲ့